မြန်မာနဝချင်းလေးကိုအစဉ်တစိုက်အားပေးနားဆင်နေကြတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ကမြာဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးစရာစောဟွယ်ထူအောင်လေသွေးချုံရေးသားထားတဲ့စက္ကပါလာဇလားအပိုင်း82ကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ခொနရက်ခန့်ကြာတဲ့အခါမှာတော့မိမိမိရောခေါ်လိုက်တဲ့အတန်းကြောင့် ဟောက်လွင်မျက်လုံးအနှင်းနဲ့ပွင့်လာခဲ့တယ်။မောင်ရင်မောင်ရင်ထထအပြေဘက်ကလာတဲ့ဆူရှားတဲ့နေရောင်ကြောင့်ဟောက်လွင်မျက်လုံးကိုမှိတ်ပြီးတစ်ဖက်ချမ်းစီခေါင်းဆောင်လိုက်တယ်။ဟောက်လွင်ကိုခေါ်နေတဲ့လူကြီးကဟောက်လွင်ရဲ့မျက်လုံးကိုလက်နဲ့အုပ်လိုက်တဲ့အခါမျက်ခုံတွေတဆက်ဆက်လှုပ်သွားလိုက်တယ်။ကဲဝို့ကြည့်ပါဦး။ဟောက်လွင်မျက်လုံးကိုအသာဖွင့်လိုက်တော့မိမိမျက်လုံးကိုအုပ်ထားတဲ့လဝါပြင်ကို ဖောက်ထင်းပြီး တစ်ဖက်လူရဲ့မျက်နှာကိုလှဲမြင်လိုက်ရတယ်။ဒီလူကြီးကလည်းဟန်လင်မိမိကိုမြင်နေတာကိုသိနေတဲ့အလားပြုံးပြလို့ခေါင်းတဆက်ဆက်ညှိနေတယ်။음အမြင့်တဲ့မထိခိုက်တာပဲကံကောင်းလာပြီ။အဆိုပါလူကြီးကလဝါကိုအုပ်ထားရကနေတဖြည်းဖြည်းခွာလိုက်တယ်။ကဲအလဲရောင်ဆူဆူတွေတိတ်မကြည့်နဲ့ဒီထဲမှာပဲနားနေလိုက်ပါ။လူကြီးကဟာလင်ကိုပြောပြီးမတည့်ရက်ကတစ်ဖက်ကိုထွက်သွားဖို့လှုပ်လိုက်တယ်။ဦးကြီးနာမည်ဘယ်လိုခေါ်လဲဗျ။ ။ဦးအောင်လို့ပဲခေါ်ပါကွယ်။ဟုတ်။ကျုပ်ဘယ်နေရာရောက်နေရလဲဗျာ။ဒီနေရာလား။မပူပါနဲ့။မောင်ရဲ့ကိုဦးရဲ့အိမ်ခေါ်လာတာ။အော်တခြားလူငယ်လေးတယောက်လည်းပါလာတယ်။ तू ကတော့တတိယနေတာကြာပါပြီ။ဗျာ။တခြားလူငယ်လား။ तू လည်းကျုပ်လိုပဲထိခိုက်ထားတဲ့လူလားဦးအောင်။မောင်ရဲ့တော့ဒိန်ရမပြင်းဘူးကလေးကတောင်မိုးအောင်လိုက်ကြလို့ဒရစ်လက်သွားယုံမှာ ။ဦးအောင်ရဲ့စကားကြောင့်ဟန်လွင်အကြီးအကျယ်ထိတ်လန့်သွားတယ်။ဗျာ။ကောင်လေးရဲ့နာမည်ဘယ်လိုခေါ်လဲဦးအောင်။ငါထွေးတဲ့။အဲ့အဲ့ဒါကျုပ်တပည့်ပါဦးအောင်။သူ့ကိုဂရုစိုက်ပေးပါအောင်။သူအဆင်ပြေတယ်မှတ်လား။ပြေးတာပေါ့။အခုတော့အပြင်မှာစေးချိန်နေတာ။မောင်ရထပ်ပြီးချိန်ချိန်တပါဆိုချိန်ချိန်။မျက်စိကိုတော့ဂရုစိုက်ပါ။ဝါငါပြောပြောဆိုဆိုအဲ့ဒီနေရာကနေထွက်ခွာသွားတယ်။ဟန်လွင်လည်းတပည့်ဖြစ်သူကိုစိုးရိမ်တဲ့အတွက် မျက်စိကိုလက်နဲ့အသာဖုံးလို့အပြင်ဘက်ကိုထွက်လာလိမ့်တယ်။အပြင်ဘက်ရောက်လာတဲ့အခါကြောက်ပြားပေါ်မှာဆင်းမြစ်တွေကိုထုထောင်းနေတဲ့မောင်ထွေးကိုမြင်လိုက်ရတယ်။မောင်မောင်ထွေးဆရာဖြစ်သူရဲ့ခေါ်တဲ့ကြောင့်မောင်ထွေးခေါင်းထောင်လာပြီးဆရာဖြစ်သူကိုလှည့်ကြည့်လိုက်တယ်။ဟာဆရာတရေရလာပြီလားမောင်ထွေးတယောက်လက်ထဲကင်ထားတဲ့ကြောက်တုံးကြီးကိုအောက်စီချပြီးဆရာဖြစ်သူစီအမြတ်သွားလိုက်တယ်။ဆရာဘာဖြစ်သေးလဲအပြခေါင်းရောကြည့်ရလား အေးအေးအကောင်ကောင်းပါလေဟယ်လိုယားတပည့်ဖြစ်သူရဲ့မိကုန်းကိုပြန်ဖြည့်ရင်မောက်ထွေးရဲ့မျက်နှာကိုတေချာဆိုက်ကြည့်လို့မျက်မှောင်ကျုပ်လိုက်တယ်မန်းစံမျက်နှာကြီးကဘာဖြစ်ထားတာရောမောက်ထွေးစင်းတဲ့သွားတိုးနေတော့ပြတ်တော့ခံနိုင်ရတာလားဖူးရောက်နေတဲ့ပါနှစ်ဖက်ကိုလက်နဲ့အမြအောင်လို့မောက်ထွေးခေါင်းကောက်လိုက်လိမ့်တယ်ပြတ်တော့ခရရတာမဟုတ်ပါဘူးဆရာရဲ့အပြေတစ်ပိုင်းနဲ့ချေချော်ပြီးတောင်ပေါ်ကလိမ့်ကျသွားလို့ ပါးနှားတွေဖူးယောင်သွားတာပါဗျ။မောက်ထွေးရဲ့စကားကြောင့်ဟန်လွေရအတက်ပြစ်တစ်ချက်ချပြီးအထဲစီ ပြောင်းဝင်သွားတော့တယ်။ဟန်လွေရဲ့မျက်နှာအမူအရာတွေကလည်းမကောင်းဘူး။ဒီချိန်ဥအောင်ရှိရဲ့နေရာစီအယူကြီးတစ်ယောက်ကရေခရတစ်ခုကိုကပ်ဆဲလို့ရောက်ချလာခဲ့တယ်။ဟဲ့မအောင် မအောင်ငါ့ကိုထပ်တိတ်စမ်းပါဟဲ့။အယူကြီးရဲ့အော်တဲ့ကြောင့်အပြင်မှာရက်နေတဲ့မောက်ထွေးကအဲ့ဒီအယူကိုထူဆန်းတဲ့အချိနဲ့ကြိလိုက်တယ်။ဟဲ့ ခမရဘယ်သူတုံးပြငါငါလားငါအယူကွာအယူကြီးအောင်ပြောရင်းဆိုရင်ဦးအောင်ရဲ့အိမ်မော်စီကိုပြစ်တက်လို့ဖခင်เจ้าဆောင်ရှေ့မှာတက်မလီခွေလို့မိမိကြီးထားနေတယ်မောင်တွေကအယူကြီးကိုစူပူချိန်ပေါက်နေတဲ့အသက်ကြားတဲ့အခါဦးအောင်နဲ့အတူဟန်လွှဲမှရောက်ချလာခဲ့တယ်မောင်ထွေဘာတွေဖြစ်နေရတော့ဟိုမလေးဆရာအယူတယောက်အိမ်မော်တက်လာတာချင်းလက်လည်းမစေးဘွက်တွေနဲ့ ဒီကိုလုံးလဲနန်းစောနေလိုက်တာဗျာ။ဦးအောင်ကအယူကြီးကိုမြင်သွားတဲ့အခါမှာခက်ရေးရေးလေးပြောင်းလိုက်တယ်။ယူပြီးထူးတဲ့သူပါဗျာ။ကဲကဲကဲထိုင်ကြ။ဒါတို့ရဲ့မိတ်ဆွေကြီးပါဗျာ။ဦးအောင်စရာကြားရတဲ့စကားကြောင့်မောက်ထိပ်ခဏကြောင်သွားတယ်။ကြည့်ရတဲ့ပုံကလူကောင်းနေမတူ။ထမင်းလိုဟင်းလိုယူနေတဲ့ပုံပေါ်နေတယ်။အလိုရတပည့်ဖြစ်သူမျက်စာပြစ်လိုက်တဲ့အခါကျမှမောက်ထိပ်ကတနေရရမှာညိတ်သက်စွာနဲ့ဝင်ထမ်းလိုက်တယ်။ကဲ အရှုပ်ထုတ်ပြောစမ်းမအောင်ကျုပ်စီဘာပြဿနာတွေတဲလာပြန်ပြီတော့ဦးအောင်ကအယူကိုမေးလိုက်တယ်ဟဲ့မအောင်ငါတကယ်ချင်းမေးခဲ့ထားတဲ့လူကအောက်လက်ဆရာ ဖြစ်မဲ့ကောင်ကြီးကွာအယူကြီးကတခုခုကိုသဘောတူသွားဟန်နဲ့ဦးအောင်ကိုလက်ညှိုးထိုးပြီးခွတ်ထိုးခွတ်လန်ရေးချလိုက်တယ်ဒီစကားကြောင့်ဟန်လွင်မျက်နှာတင်းကင်းနဲ့ဖြတ်သွားသလိုမောင်ထွေးကလည်းမျက်နှာပြတ်သွားတယ်ကိုင်းဗျာခမရပဲကျုပ်ကိုလုံခဲ့တဲ့တုံးလား ဘယ်လိုလာဟုတ်သွားတာမဟုတ်လားငါမဟုတ်ပါဘူးငါဘာဟုတ်လို့လဲအမှန်မိဘူးအမှန်မိဘူးအယိုးကြီးတယောက်ရေခရရရအငွေ့တစ်ထောင်းထောင်းထွက်နေတဲ့ယူနီကိုကြည့်ပြီးရေစာနီလာနဲ့အတော်ပဲလို့ပြောပြီးတော့ဗဇက်ဟလို့ရေခရရမော့ကယူကိုဂလုကနဲ့မြိုချလိုက်တယ်တင်မြငွေးကြောင်ဟလို့ရချက်ချင်းပဲသဘောပေါက်သွားတယ်ကဲဗျာကျုပ်ကိုအကြောင်းပြုပြီးရောက်လာတာဆိုရင်ဘာအကြောင်းကြောင့်လဲသိပြစီ ဟန်လွေစကားပြုံမဲ့ရှိသေးတယ်။အယူလက်တရရေခရတခုကဟန်လွေစီကိုဝှေ့ကနေပြောင်းဝင်လာခဲ့တယ်။အယူပြစ်ပေါက်လိုက်တဲ့ရေခရကိုဟန်လွေအမြန်ရှောင်တိတ်လိုက်တဲ့အတွက်ရေခရကကြက်နဲ့ထိပြီးလွှင့်စင်သွားခဲ့တယ်။မအောင်ရင်မင်းကုပွေးလိုက်တာပျောက်ပြီဟ။ကြည့်စမ်းဒီကောက်မျက်စိလင်လိုက်တာ။ဟောငါဟန်လွေပတ်လက်ပြီ။ဘောင်ကြီးစိတ်မရှိပါနဲ့နော်။ဒီယူကမောင်ကြီးမျက်စိပြန်ကောင်းလာပြီလားသိချင်လို့ပါ။ ဟုတ်ကဲ့ဦးအောင်ကျုပ်ဘာမှမဖြစ်ပါဘူးဒါနဲ့ तू ကကျုပ်မျက်စိထိခိုက်ထားတယ်ဆိုတာကိုဘယ်လိုသိရလဲအလွေရဲ့မိကုံးကိုနားထောင်ပြီးတော့ဦးအောင်ကနှကန်းတွန့်အောင်ပြုံးလိုက်ပြီးလုံခဲ့တဲ့၃လဒီအလျှောက်ကြီးဒီကိုရောက်လာပြီးဟောသွားတယ်တောင်လာနေတောင်မမပါရမီရှင်နှစ်ယောက်ရောက်လာလိမ့်မယ်တဲ့မင်းကရလိမ့်မယ်ဆိုလို့တောင်မက်ကိုဥကိုတိုင်းမကြခဏသွားပြီးလိုက်ကြည့်နေတာဟန်လူရခေါင်းတဆက်ဆက်ညိတ်မိ ဥအောင်မကြောက်ဘူးလားဘာလို့လဲမောင်ရင်တောင်ပေါ်မှာလူထုဆန်းတွေရှိရဲ့အလူရဲ့စကားကြောင့်ဥအောင်မျက်မှောင်ကျုပ်ပြီးဘယ်ဟာလူထုဆန်းလဲမောင်ရင်ဥဟာတောင်ပေါ်တက်နေကြပါဘာမှမနေရပါဘူးဥအောင်ရဲ့စကားကိုဟန်ရယ်တန်နေရဝင်တဲ့အတွက်ဥအောင်ရဲ့မျက်လုံးကိုစိစိကြည့်ပြီးအာရုံခံကြည့်လိုက်တယ်ဒါပေမဲ့ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရပဲပဂရီလူသားမျိုးသားဖြစ်နေတယ်အယူဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့ အယူရဲ့နောက်မှာအရာမမိခွေးကြီးတစ်ခုလဲနေတာကိုတွေ့ရပြီးတိတ်တိပေါက်သူလို့သိလိုက်ရတယ်။မောင်ရင်ဘာတွေတွေးနေရလဲ။ဘာမှမဟုတ်ပါဘူး။ကျုပ်ထူးဆန်းနေလို့ပါ။ကျုပ်တို့ဥအောင်ကပဲကယ်လာခဲ့တာပဲလား။ဟဲ့လေဥအောင်ကမင်းနေတဲ့ချိန်မောင်ထွေးရကြားဖြတ်လို့မဟုတ်ဘူးဆရာ။ဥအောင်ရဲ့အမွာအကိုကြီးကကျုပ်ကိုထမ်းကုန်လာခဲ့တာ။သူလဲဥအောင်ပဲတဲ့။ နမဲတူနေတော့အကြီးအုံဆရာအောင်လို့ခေါ်ကြတယ်။ဆရာအောင်ကပယောဂကူတယ်။ဦးအောင်ကပယောဂမကူဘူးစိတ်ပညာပဲသိနေတဲ့။ကျုပ်ဆရာအောင်စီသွားပြီ။နောက်တွေ့စကားအဆုံးမှာတော့ဟန်လွင်ကဦးအောင်ကိုအကဲခတ်ပြီ။ဒါဖြင့်ကျုပ်ကိုအဆဆုံးတာဝန်ယူဆေးကူပေးတာဘာလို့လဲ။ဦးအောင်လားဗျ။ဦးအောင်ကဝဲစားတော့အတက်မပပဲ။စိတ်ပညာတက်တက်လိုက်စားတာကိုမယုံကြည်နိုင်တဲ့အတွက်မိမိရဲ့ထူးဆန်းတဲ့ယောဂအောင် ဘသူကတာဝယ်ယူကုသပေးကြောင်းသိကြလို့မေးလိုက်ခြင်းဖြစ်ပါတယ်။ဦးအောင်ကနှုတ်ဆက်နေတဲ့အတွက်မောက်ထွေးရပဲဆရာဖြစ်သူကိုပြောပြရပြန်တယ်။ဆရာကျုပ်တို့ကိုစကုသပေးတာဦးအောင်ကပဲကုပေးတာ။ဦးအောင်ရဲ့အကိုဆရာအောင်ကကျုပ်တို့ယောဂမမြင်အပ်တဲ့အနာယောဂကြီးမဟုတ်ဘူး။သူကုပေးလို့မရဘူးတဲ့။သူ့ညီစီတော့ပို့မယ်ဆိုပြီးကျုပ်တို့ကိုဒီအိမ်ခေါ်လာတာပဲ။မောက်ထွေးစကားပြောပြီးတဲ့အခါမှာတော့ဦးအောင်ကပြုံးပြလိုက်တယ်။ ကောင်လေးကရှာတတ်လိုက်တာဒီလိုမောင်ကြီးဒို့အကိုကြီးကတော့ဝိဇာယူပြဘဝတတတတလုံးဝိဇာပညာပဲလိုက်စားတာစီးပွားတော့မလုပ်ဘူးပြီးတော့ကြုံမြင်ပြောရင်လကြောလည်းမတင်းဘူးပြဦးအောင်ရဲ့ပြောပုံစိုးပုံကိုကြည့်ပြီး၎င်းကဝိဇာပညာရက်ကိုတိတ်ပြီးစိတ်ဝင်စားဟန်မတူပဲစီးပညာကိုသာအထင်ကြီးလေးစားနေတဲ့ပုံပေါ်နေတယ်လို့ဟန်လေထင်မိသွားတယ်။အော်ဒါကြောင့်ဦးအောင်စီမှာ ထူးခြားတဲ့အချက်ကြောက်မတွေ့ရတာကို။ကဲပါလေ။စကားပြောရင်းနဲ့မင်းဘုံမိနေတာ။မောင်ရင်တို့ဆရာတပည့်တွေကဘယ်ရလာတာလဲ။ဘာလာလို့ပြီးဘယ်ဟိုသွားဖို့လဲ။ကျောက်ကဝိဇာပညာလှိုက်စားနေသူပါ။အခုတော့ဂန္ဓာခီးလဲပြီးပညာဝန်းစာရှောက်ဖွေလို့အကျင့်စကားအထုတ်နေတာပေါ့ဗျာ။အဲ့လိုရဲ့စကားကြောင့်ဦးအောင်ကတက်ပြင်းကလေးချပြီးခေါင်းကိုအတားငိမ့်လိုက်တယ်။ဒေါ့အကိုကြီးနဲ့လေးသားတစ်ထပ်သေးပဲ။ မောင်ကြီးကအသက်မြင်ပါသေးတယ်။လူငယ်ပြည်ပြည်တတ်တာစီးပွားလဲရှာပညာလဲရှာပါ။အားရအားတလို့ဝိပဿနာအားထုတ်တဲ့နယ်။ဦးအောင်တယောက်ဟန်လျောအသက်မြင်စေဝိဇာပညာတော့တဆက်မမက်မလိုက်စားပဲ။လောကီလောကုတ်တရားအကျိုးဖြစ်ထုံးစေဖို့တိုက်တွန်းနေတယ်။ဒါမဲ့ဟန်လျောဒီတွေးတွေကိုသိပြီးဘဝင်မကြ။ဘဝဆိုတာအကြိုက်ကြံပါသေးတယ်ဦးအောင်။နောက်မှပဲဝိပဿနာအားထုတ်လိုက်ပါမယ်။ အခုကျုပ်ကသမထပဲလိုက်စားပါတယ်။ကျုပ်ဆရာတွေရှောက်တဲ့လား။ကျုပ်ဆရာတွေပြီးရင်တာဝန်တွေထိုင်ရအောင်မို့လို့ပါ။အလီရဲ့ပြက်လက်တုတ်ပြက်မှုကြောင့်ဦးအောင်ပညာသားပါစွာပြုံးလိုက်တယ်။မောင်ရင်ဒီနေ့အသက်ရှိနေသေးတယ်။နောက်နေ့အသက်ရှိအောင်မယ်လို့မောင်ရင်အမခံနိုင်လို့လားကွ။ပြောရင်ဆိုရင်ခုနေဘန်းကနေလဲတည်သွားနိုင်တာပဲ။ခုနေတည်သွားပါပြီလေ။မောင်ရင်တန်နေရအတွက်အမခံချက်ရလောက်တဲ့အထိ ဘာတွေလှုပ်ထားဘူးလဲသမထလားဝိပဿနာလားသမထဆိုရောအတိုင်းတော်တစ်ခုပေါက်မြောက်ခါနေတဲ့အထီကိုရောက်ပြီလားဦးအောင်ကစကားကိုဟန်ပါပါပြောရင်ဟန်လွင်ကိုဂရုဏာတတ်တဲ့အကြည့်နဲ့ပြုံးလိုက်တယ်အတဲကြတဲ့အထီဟန်လွင်စီကဘလို့တုတ်ပြန်မှုမှမကြရတဲ့အခါမှာတော့ကဲပါလေဦးအောင်ကအကြံပေးလို့ပဲရမှာဒီဟာတွေကကိုလုံးမကိုရမှာမောင်ရအတတ်ငယ်လို့တခုတော့တတိတာ တန်နရာကိုဇန်တကိုးနဲ့တော့ဖြတ်ချလို့မရအောင်ညနေပဲဖြတ်လို့ရတာတကိုးတွေဆိုတာလော်ကီမှာခဏတပြုတ်တာယာယုံလောက်အစ်စ်နေပါပဲအနှစ်ကိုရှာမှောက်ရင်အနှစ်ကိုရှာဦးအောင်ရဲ့စကားအရဦးအောင်ကအခုဖြစ်သူဆရာအောင်လို့ဝဲစာဒရာလမ်းစဉ်ကိုတိတ်ပြီးနှိမ့်ချဟန်မပေါ်ပဲဝိပဿနာတရားကိုသာ အထူးအားထုတ်စေခြင်းမို့ရတယ်ဦးအောင်တို့စကားပြောနေစေကာလအယူကြီးအားထူးဆက်စွာနဲ့ညိတ်သက်လို့နားထောင်နေလေတယ် အဲ့ယူကလမနဲ့လက်ညှိုးကိုပုတ်ဆွဲလို့မျက်နှာကိုအသာချကတိတ်ဆိတ်နေတယ်။ဟန်လွယ်လဲဥအောင်စကားကိုကြားတော့ခေါင်းငိမ့်လုံးမန်းကိုလျှော့ကာကျုပ်ကအသက်ငယ်ပြီးမောက်မာမိတယ်။ဥအောင်ကိုဝိဇာတို့ကလမ်းစီရမဟုတ်တဲ့စီးစီရမို့ငါလောက်မသိဘူးဆိုတဲ့အထင်မြင်နဲ့အထင်သေးမိပါတယ်။ဒီအမကိုကျုပ်မနေနိုင်တော့လို့နှုတ်ကနေဖွင့်ပြီးတောင်းပန်ရတာပါ။ကျုပ်ကိုလည်းခွင့်လွှတ်ပေးပါ။ကဲအမကိုတည်အမှန်ပြမှာ။ မောင်ရင်ရှောက်ရမယ်လမ်းကျန်းကျင်ကျန်းလိုက်မယ်အသည့်တတိကပါမမာနာတွေရှော့ချပါတနေ့ငါတေကိုတေးရမယ်ငါအတူပါလူတွေလာကြလိမ့်မယ်ဆိုတာလဲတတိကပေးမောင်ရင်ဦးအောင်ငါပြောရင်းဆိုရင်ဟန်လွင်းရဲ့လက်တစ်ဖက်ကိုအသာဆွဲယူပြီးမောင်ရင်ကဝိဇာရာပညာတက်တာဆိုတော့ဒီလက်ကတကိုးထွက်ချေထွက်မှာပေါ့ဟုတ်စသို့ဝိသိမောင်ရင်တေးချကြည့်ဒီလက်ကတနေ့ကျလောက်တစ်ဖွားဖွားထွက်ပြီး အညီအပေါက်နဲ့နေထွက်အောင်ပါအသားတွေကောအရိုးတွေပေါ်ပြီးဖြက်စီအောင်ပါဒီခဏအပေါက်တွေကြီးပါမောင်ရင်မောင်ရင်မျက်စိရလဲတနေကြရင်လောက်တွေစားပြီးမျက်တွင်းဟောက်ပတ်ဖြစ်အောင်ပါပဲကဲမတက်စရာဘာတွေရှိလို့လဲဥအောင်တယောက်ဂယုနာလေးတန်းနဲ့ဟန်လွင်ကိုစုံမလိုက်တဲ့အခါမှာတော့ဟန်လွင်တကောလုံးကြက်သိမ့်တစ်ဖြတ်မြတ်ထပြီးဥကငါဆိုင်ကြသွားခဲ့တယ်ဥအောင်ကတော့မောလို့မကြည့်ရတော့အဲ့နောက်မှာတော့ဥအောင်ကဆက်ပြီး ဝဲစာတွေရောမိစာတွေရောမော်ပြီးမကြည့်ရတာဟာကိုကြည့်သီလားအသိဉာဏ်ပညာကြောက်မှာမောင်ရင်တကိုကြည့်လို့မော်ပြီးမကြည့်ရတာလို့တည့်ရတည်မမှတ်လीနဲ့အကျင့်တိတ်ကပြက်စီပြီးမိစာအလုပ်လုပ်တဲ့သူမိစာစိတ်ခံရှိတဲ့သူဟာသူတော်စီသူတော်ကောင်းတော့အရှိရောက်တဲ့အခါမှာအကျင့်တိတ်ကပြက်စီနေလို့မလုံမလဲဖြစ်ကြရဲကွညလုံးကြီးရောမဆိုင်ရဲဦးမောင်ရင်ကဲဒါတော့ဆိုဦးကြီးလည်းဆက်မပြောတော့ဘူး ကိုနိုင်တော့ကို့ပါရမီကို့စုတောင်းအတိုင်းသွားပါ။ဥအောင်ကဒီမြတာဆုံးမပြီးနှုတ်ဆက်လို့နေလိုက်တယ်။ဟန်လွင်ကတော့ဥအောင်ဆုံးမတဲ့စကားကိုကြားပြီးဆရာပွားကိုအမှတ်ရကအသားတွေတဆက်ဆက်တုံလို့ဝမ်းနဲ့လာခဲ့တယ်။မိဘတပွဲအမုန်းခံလို့အသိဉာဏ်ပညာအနှစ်ကိုရှောက်ဖွေပြီးကရင်သွေးဖြစ်သူကိုဆုံးမနေတရားဟန်လွင်ခံစားလိုက်ရတယ်။တောင်ရွက်ခုသွားတဲ့ဆရာပွားကိုလည်းတဖန်သတိပညာနဲ့အတွက်စိတ်ကိုမထိန်နိုင်တော့ပဲ။ လက်အုပ်ကလေးချီလို့ဥောင်းကို၃ချိန်ဥချလိုက်တယ်။ဟန်လဲဥကောင်းကိုမောလိုက်တဲ့အခါမျက်ဝန်းမှာမျက်ရည်ကစို့နေတယ်။နှဘေးမှာထိုင်နေတဲ့အယူကလည်းမျက်လုံးကိုဖွင့်လို့ဟန်လဲကိုအကက်ခတ်ကြည့်လိုက်တဲ့အခါသဘောကျသွားပုံရတယ်။သူကခေါင်းကိုသာတဆက်ဆက်ညှိမ့်ပြီးပြုံးနေကြတယ်။ကဲညီတော်မောင်လာလာဒီဟုတ်လားချင်။အယူစီကအတားကြောင့်ဟန်လဲတစ်ဖက်ကျက်စီလှဲကြည့်လိုက်တော့အယူကအယူမဟုတ်တော့ပဲ။ ရောဂါဝတ်ထားတဲ့လူငယ်တူဖြစ်နေတယ်။မိမိထက်အနည်းငယ်သာအသက်ကြီးပုံရပြီ။ तू ကလည်းလူငယ်တယောက်ပဲဖြစ်နေတယ်။စကားဝိုင်းမှာတခြားလူတွေဒရစ်လွတ်နေတဲ့အခါအသေးပြောင်းလဲသွားတဲ့အယူအချင်းမောက်ထိပ်တယောက်အလွန်အံ့ဩသွားခဲ့တယ်။အယူဟန်ဆောင်ထားတဲ့လူငယ်ကဟန်လွင်လက်ကိုလှမ်းဆွဲပြီးလဝါချစ်ထက်လို့ခပ်ဖွက်ဖွက်လေးပုတ်ပစ်လိုက်တယ်။ဒါအကိုရောရဲ့ဓာတ်ဆောင်ပညာပဲ။အကိုရောအထက်ကရတိတ်ကြီးရဲ့ပညာ။ကောင်းကောင်းအသုံးချပါ။ နောက်တစ်ခါဒုက္ခတွေ့မဲ့အလို့အရန်လုံးမနေနဲ့အချိန်တန်ဒီတက်ကသူ့ဟာသူပျောက်ကွယ်သွားလိမ့်မယ်တခြားသူကိုလည်းမပေးနဲ့တခြားသူစီလည်းမလှူလိုက်နဲ့လူငယ်စီကညှက်သားစွာထွက်လာတဲ့ဂယုနာစကားတဲ့ကြောင့်ဟယ်လူရဲ့စိတ်တွေကညှို့ယူခံလိုက်ရတဲ့အလားလူငယ်ဘက်ကိုတိတာစွာနဲ့ရိမ့်ရိုက်သွားခဲ့တယ်လူငယ်ပြောသမျှတော့သာခေါင်းငိမ့်လို့နာခံနေမိတယ်ဒီချိန်ရွှေချိုးတောင်ဘက်ကမြေပြိုသလိုခြေလောင်တဲ့အတန်းတွေထွက်ပေါ်လာခဲ့တယ် ။ဥအောင်တရားအဲ့ဒီတောင်ဘက်ကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်တယ်။ဥအောင်ဟန်လွင်ကဥအောင်ကိုလှမ်းခေါ်လိုက်တယ်။ဟင်ပြောလေမောင်ရင်ကျုပ်ရွှေချိုးတောင်ကိုတစ်ခေါက်ပြောင်းငါချင်သေးတယ်။ဟန်လွင်ရဲ့စကားကြောင့်ဥအောင်နှက်ခမ်းတွန်းလို့ပြုံးလိုက်တယ်။မောင်ရင်ပြန်သွားအောင်မယ်ဆိုတာဥဟာသိပြီးသားပါ။မောင်ရင်မျက်လုံးအရှိမပြောက်သေးဘူးကြည့်ရလားဥအောင်စကားတော့မဆုံးသေးဟန်လွင်ကဥအောင်စကားကိုလက်ဦးမှုယူလို့ပြန်လိုက်တုတ်ပြန်လိုက်တယ် ကျောင်းအရေးကြီးကိစ္စရှိတယ်လို့ပါ။ကျောက်သွားမှဖြစ်မယ်ဦးအောင်။ဦးအောင်ကလူငယ်ဝိဇာဘက်ကိုတစ်ချက်လှဲ့လို့မင်းငေါပြလိုက်တယ်။လူငယ်ဝိဇာဘာမှမဆုပဲဟာလင်ကိုခေါင်းကြီးပြလိုက်တယ်။ဦးအောင်ကတရွတ်တရွတ်ကိုယူလို့ခောက်လိုက်ကစိတ်မုတ်တချို့ထဲ့ပြီးဟာလင်စီကိုကမ်းမိလိုက်တယ်။ဒါလေးဆောင်တာမျက်လုံးကိုဂယူးဆောင်။ခီးသွားတဲ့တခြားကိုဒီစိတ်ကိုရင်းနဲ့ကြုံပြီးတော့တတ်တာသွားလိုက်မယ်။ဟာလင်ကဦးအောင်ကိုခေါင်းကြီးပြပြီးလက်အုပ်ချီလို့တုံးကြီးကိုရော့လိုက်တယ်။ မောင်ထွေးဗျားစရာလွဲတွေသွားယူခဲ့အခုပဲရွှေချိုးတောင်မှာတက်မယ်ဗျားအခုလားစရာဟုတ်တယ်မြ мян လေးလို့အလင်းလို့နေတယ်ဟုတ်ကဲ့ပါစရာစရာဖြစ်သူအလောရကြီးခိုင်းတဲ့အတွက်မောင်ထွေးအပြည့်တစ်ပိုင်းနဲ့လွဲအိတ်ကိုသွားယူလိုက်တယ်ကြောက်သွားတော့မယ်ဦးအောင်ဟန်လွင်ရမတက်ထားရလို့ဦးအောင်ကိုနှုတ်ဆက်လိုက်တယ်အေးအေးဘေးကကင်းပါစေကွယ်အဲ့နောက်မှာတော့ဟန်လွင်ရ ူငယ်ဝင်းစာပန်လှဲ့ပြီးအာနာရဲ့အကြည့်နဲ့ကြည့်လို့တစုံတစ်ခုကိုဖွင့်ပြောဖို့ပြင်လိုက်တယ်။ဒါပေမဲ့ပြောချင်တဲ့စကားကချက်ချင်းထွက်မလာ။အတန်ကြာတဲ့အခါမှာစိတ်ကိုပိုက်ဖြက်လိုက်ဟန်တဲ့လူငယ်ဝင်းစာကိုကြည့်ပြီးကျုပ်ကိုညီရင်အကိုလိုဂရုစိုက်ပြီးလို့ကျုပ်ကျေးဇူးတင်ပါတယ်။ကျုပ်မှာပြဿနာကြီးတယ်။အခက်မသိရင်ဦးအောင်မှာရောပြီးဒုက္ခတွေ့နိုင်သွားနိုင်လို့ဦးအောင်ကိုလည်းအန်ဒီရဲ့ကိရာဆောက်ရှောက်ပေးလို့ရမလားဗျ။ လူငယ်ဝိဇာဟန်လူရဲ့စကားကိုကြားပြီးအာရပါရရေချလိုက်တယ်။ငါမိတ်ဆွေပဲငါကာဝေရမှာပေါ့။ဟန်လူရလူငယ်ဝိဇာကိုပြန်လဲပြုံးပြပြီးအဲ့ဒီနေရာကနေထွက်ခွာလာခဲ့တယ်။မောင်ထွေးကတော့ဆရာဖြစ်သူကိုအရှိအနေစောင့်ကြိုနေတယ်။ဆရာမျက်လုံးကကောင်းသေးတာမဟုတ်ဘူး။ခဏလောက်မနာတော့ဘူးလား။မနာတော့ဘူးမောင်ထွေး။ကြာရင်ဥအောင်မှာပြည်တနာတဲ့ဝင်ပါမိသွားမှာစိုးတယ်။ငါဆော့ဆော့ထွက်လာမှာဖြစ်မယ်။ န်လေးတယောက်ဦးအောင်ကိုတစ်ချက်လှည့်ကြည့်ပြီးကျေးဇူးတင်တဲ့အချင်းနဲ့ပြုံးပြကရွှေချိုးတောင်ဘက်စီဒုတိယအကြိမ်ပြန်တက်လာခဲ့ပါတော့တယ်။ပရိသတ်များရှင်စက္ကပါလာဇလန်အပိုက်82ကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလား။စာရေးဆရာစောဟဲထူအောင်လေသေးချုံကိုလည်းကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင့်။ဒီဇလန်လေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ တန်ကောင်းခြင်းပြည့်ရွှင်ခြင်းချမ်းမြေ့ခြင်းတွေကို အစဉ်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်